မြန်မာနေဦးခရိုနီကယ်မတ်လ27မြင်တွင်တရုတ်နိုင်ငံရဲ့ဖိအားနဲ့ရှမ်းမြောက်မှာတစတစပြောင်းလဲလာတဲ့စစ်အင်အားချင်းတွင်ရှာ2023ခုနှစ်အောက်တိုဘာလ28ရက်နေ့မှာစတင်တဲ့တစ်တုံညာနှစ်ခွန်စစ်စင်ရေးစတင်ပြီးတနှစ်အကြာ2024ခုနှစ်အောက်တိုဘာလမှာတော့ကိုကန်လက်နက်ကင်တက် MND ကရှမ်းအရှိမြောက်ဒေသတွေက2008အခြေခံဥပဒေပါကိုကန်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသတွေအပြင်ရှမ်းပြည်နယ်မြောက်ပိုင်းထဲကတိန်နီမျိုးမုံကို ကုတ်ခိုင်မြို့နယ်ရဲ့တစိမ့်တပိုင်းနဲ့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အခြေစားရာရှမ်းမြောက်အုပ်ချုပ်ရေးမြို့လာရှိုတို့အထိတိုက်ခိုက်သိမ်းယူနိုင်ခဲ့ပါတယ်။ဒါအပြင်ကုကန်နဲ့ထိဆက်ရာဝါကုပိုင်အုပ်ချုပ်ခွင်နဲ့ပိုပန်နဲ့ပန်လုံကိုတိုက်ခိုက်သိမ်းယူပြီးရပ်ပိုင်းအတွင်းဝါသွေးစည်းညီညွတ်ရေးတပ်ထံလွှဲပြောင်းပေးခဲ့တဲ့မျှော်လင့်ထားတာတဲ့ပေါ်တဲ့စီးအောင်မြင်မှုတွေရရှိခဲ့တာဖြစ်ပါတယ်။အလားတူတောင်မျိုးသားလွမြောက်ရေးတပ် TNL ကလည်းနမ်ခန်နမ်ဆန်မန်တုံမိုင်းငော့မိုင်းလုံးနမ်တူနောင်ချိုကြောင်မင်း မိုးကုတ်မိုးမိတ်ကုတ်ခိုင်တိဘောမျိုးတွေကိုတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး၎င်းတို့အနေနဲ့လည်းမျောလင့်ကြတာထက်ပိုမိုသိမ်းပိုက်နိုင်ခဲ့တယ်လို့ကောက်ချက်ချနိုင်ပါတယ်။ဒါကရှမ်းပြည်နယ်မြောက်ပိုင်းကလက်နက်ကင်အပွဲနှစ်ပွဲဥဆောင်တိုက်ခိုက်ခဲ့ကြတဲ့စီးရဲရလက်တွေဖြစ်ပြီးမြန်မာနိုင်ငံအနောက်ပိုင်းရခိုင်ပြည်နယ်မှာရခိုင်တပ်တော်ရဲ့စစ်စင်ရေးတွေမျိုးသိမ်းတိုက်ပွဲတွေမှာလည်းရခိုင်ပြည်နယ်ရဲ့မျိုးနယ်နှစ်ခုမျိုးနှမျိုးကလွှဲရင်ကြံမျိုးနယ်တွေမျိုးတွေအားလုံးကိုသိမ်းယူနိုင်ခဲ့ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုလည်းတင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။တိတုံညာနှစ်ခွန်စစ်စင်ရေးရဲ့ပထမ၈လခန့်ဝင်းကျင်ကာလစစ်စင်ရေးတွေမှာမြောက်ပိုင်းညီနောင်၃ဖွဲ့လိုအမည်ပေးထားတဲ့လက်နက်ကိုင်၃ဖွဲ့ရဲ့စီးအောင်မြင်မှုတွေတောက်လျှောက်ရရှိခဲ့ရာကဩဂတ်လလေတရုတ်နိုင်ငံသား၏ဝင်ကြီးဝန်ကြီးရဲ့နေပြည်တော်ပြင်းစင်ပြီးနောက်မြန်မာနဲ့ပတ်သက်တဲ့တရုတ်နိုင်ငံရဲ့မူဝါဒအပြောင်းလဲက ပြည်ရင်းစီရေလှုပ်ရှားမှုတွေအထူးသဖြင့်ရှမ်းပြည်နယ်မြောက်ပိုင်းကစီရေလှုပ်ရှားမှုတွေအပေါ်တက်ရောက်မှုရှိလာပြီးရှမ်းမြောက်မှာ အပြည့်ရက်ရင်းနဲ့လာရှုံမျိုးကနေ MND ပြန်လည်ဆုတ်ခွာပေးရတဲ့အထိဖိအားပေးမှုတွေရှိလာခဲ့တာဖြစ်ပါတယ်။လာရှုံမျိုးကနေ MND တပ်တွေဇွန်လနောက်ဆုံးထားဆုတ်ပေးရမယ်ဆိုတဲ့သတင်းက MND နဲ့စစ်ကောင်စီအပြည့်ရက်ဖို့သဘောတူညီကြတယ်ဆိုတဲ့သတင်းနဲ့အတူဇန်နဝါရီလထဲမှာပေါ်ထွက်လာခဲ့ပြီး ် MNDA ဘက်ကတော့တီတီပပတုတ်ပြန်ပြောဆိုခြင်းမဖြစ်ခဲ့ပါဘူး။ဇန်နဝါရီလ16ရက်နေ့မှာလက်မှတ်ထိုးခဲ့ကြတဲ့အပြစ်ရသဘောတူညီချက်နောက်မှာတော့ကိုကန်လက်နက်ကင်တက်ထိန်းချုပ်ထားတဲ့လာရှိုးတိန်ဒီလောက်ကိုင်အစားရှိတဲ့ဒေတာတွေကိုလေကြောင်းကတိုက်ခိုက်မှုတွေမရှိတော့တာအခုချိန်ထိဖြစ်ပါတယ်။အဲဒီနောက်မှာတော့တရုတ်နိုင်ငံရဲ့တိုက်တွန်းပြရားပေးမှုနဲ့ TNL နဲ့စစ်ကောင်စီဖေဖော်ဝါရီလလယ်ပိုင်းမှာတွေ့ဆုံခဲ့ပါတယ်။ဒါပေမဲ့အဆိုပါတွေ့ဆုံဆွေးနွေးမှုကနေသဘောတူညီမှုတစုံတရာမရရှိခဲ့ပဲ နောက်တစ်ကြိမ်ဆွေးနွေးဖို့သဘောတူညီရဲဆိုတဲ့အချက်တစ်ချက်သာရခဲ့တာဖြစ်ပါတယ်။မတ်လမှာတော့ဇန်နဝါရီလမှာတွေ့ဆုံဆွေးနွေးခဲ့တဲ့ MNDA နဲ့စစ်ကောင်စီကိုယ်စားလှယ်တို့တရုတ်နိုင်ငံကုမင်းမြို့မှာမတ်လ22ရက်နေ့မှာတွေ့မှန်တွေ့ဆုံမှုတင်းင်းတွေထပ်မံထွက်ပေါ်လာပါတယ်။အခုတွေ့ဆုံဆွေးနွေးပွဲဟာ ထမတွေ့ဆုံမှုမှာသဘောတူညီထားတဲ့လာရှိုမျိုးကလည်းပြန်လည်ဆုတ်ခွာပေးအတွက်ပုံမအသေးစိတ်ဆွေးနွေးမှုတွေလှုပ်ဆောင်မှာလားဆိုတဲ့မှန်းဆချက်တွေလည်းရှိနေကြတာဖြစ်ပါတယ်။တချို့သောတီးခြားအတိမပြုနိုင်တဲ့တဲ့င်းတွေအရာမကြမီရက်တွေအတွင်းက MNDA လက်နက်ကင်တပ်အင်အားတချို့လာရှိုမျိုးကလည်းတိန်ဒီဘက်ကိုထွက်ခွာသွားခဲ့တဲ့ဆိုတဲ့တဲ့င်းထွက်ပေါ်လာခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းလာရှုံမြို့ကန်တွေကလှုပ်ဆောင်နေဆိုတဲ့ဆန္ဒပြမှုတစ်ခုလည်းလာရှုံမြို့မှာဖြစ်ပွားခဲ့ပါတယ်။ဆန္ဒပြသဘောထားထုတ်ဖော်ရတဲ့အကြောင်းကား လာရှုံမျိုးကနေ MNDA တွေစုတ်ခွာမသွားဘူးစစ်ကောင်စီအုပ်ချုပ်မှုအောက်ပြန်မရောက်ဆိုလိုကြောင်းနဲ့အခုလိုပြားပေးတဲ့တရုတ်နိုင်ငံကိုစန့်ကျင်ကပ်ွက်တဲ့သဘောထားစာသားတွေကို အများပြည်သူမြောက်ကတ်ထားကြတာလှုံ့ဆော်ခဲ့ကြတာဖြစ်ပါတယ်။ MNDA တပ်တွေကအခုလိုစစ်အုပ်ချုပ်ရေးလို့အုပ်ချုပ်နေတဲ့ကာလမျိုးမှာမြို့ကန်လူမှုဆန္ဒပြမှုတွေပေါ်ထွက်လာခြင်းဟာလက်ရှိထိန်းချုပ်ထားတဲ့လက်နက်ကိုင်အဖွဲ့ရဲ့သဘောတူညီမှုခွင့်ပြုမှုရှိထားပြီးသို့မဟုတ် ၎င်းတို့ရဲ့ဆန္ဒကိုထုတ်ဖော်ပေးရတဲ့အခြေအနေလားဆိုတဲ့မှန်းဆမှုတွေလည်းပေါ်ထွက်စေတာဖြစ်ပါတယ်။တစ်တုံညာနှစ်ခုစစ်စင်ရေးပထမအကြော်နဲ့ဒုတိယအကြော်ကာလတွေအတွင်း TNL, MNDA တို့နဲ့အတူရှမ်းပြည်နယ်၊ကရင်ပြည်၊ကယားပြည်နယ်တို့ကလက်နက်ကင်တပ်ဖွဲ့တွေနဲ့အခြားအထက်အညာဘက် PDF အဖွဲ့တွေကလည်းပအဝင်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ပအဝင်တိုက်ခိုက်ခဲ့ကြတဲ့အချက်ကအတိပြုနိုင်ပေမယ့် အင်အားဘလောက်ဗနက်ဖွဲ့ပါဝင်ခဲ့ကြသလဲလက်နက်ခဲရန်ရရှိလိုတာကြောင့်လားသို့မဟုတ်ဘုံရန်သူစစ်ကောင်စီကိုအနိုင်ရဖို့အတွက်ဆိုပူပေါင်းတိုက်ခိုက်မှတမမဟုတ်တပြိုင်နက်တိုက်ပွဲပေါ်ဆောင်မှအောင်မြင်မယ်ဆိုတဲ့အချက်ကြောင့်လားစတဲ့အခြေအနေတွေကသတင်းမီဒီယာတွေကဖော်ပြခြင်းမရှိခဲ့ကြလို့အသေးစိတ်မသိနိုင်ပေမယ့်အထက်ကအကြောင်းနှစ်ချက်လုံးပေါင်းစည်းပြီးတိုက်ခိုက်ခဲ့ကြတဲ့သဘောလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ် BDF တပ်ဖွဲ့တွေဗမာပြည်ကွန်မြူနတီပါတီကမွေးထုတ်ပေးလိုက်တဲ့ PLA လို့တပ်ဖွဲ့မောင်ဆောင်ခဦးဆောင်တဲ့ BPLA တနုပြည်သူလွမြောက်ရေးတပ်တော်စားတဲ့လက်နက်ကိုင်အဖွဲ့တွေကရှမ်းမြောက်မှာစစ်ကောင်စီနေမျိုးတွေကြာဆုံးခြင်းဟာ ၊စကိုင်းတိုင်း၊မကွေးတိုင်း၊မန္တလေးတိုင်းတို့အတွက်ကောင်းတဲ့အလားအလာတိုင်းရင်းသားလက်နက်ကိုင်ငယ်မြေအချင်းချင်းကြားဖြတ်တန်းဆက်သွယ်မဲ့လမ်းကြောင်းပွင့်လာဖို့ကြီးမားချက်တွေလည်းရှိနိုင်ပါတယ်။ဒါပေမဲ့နေမြေတိုင်းယူရရှိပြီးနောက်လအတန်ကြာမှာတော့တခြားသောကာကွယ်တပ်ဖွဲ့တွေအနေနဲ့အဆိုပါဒေသတွေကနေအထက်အညာဒေသဖြစ်တဲ့စကိုင်းတိုင်းတို့လိုမျိုးကိုရှေ့ပြောင်းလှုပ်ရှားကြတာသို့မဟုတ်၎င်းတို့မူလအခြေစားရာနေမြေတွေစီပြန့်သွားခဲ့ကြတာလည်းဖြစ်ပါတယ်။ အထက်ကလူတစ်တုံများနှစ်ခွန်စစ်စင်ရေးစတင်ပြီးတနှစ်ခွဲနီးပါးကာလမှာတော့အဆိုပါစစ်စင်ရေးရဲ့အရှိန်အဟုန်ကတန့်သွားတဲ့အနေအထားလို့ဆိုနိုင်ပြီးစစ်ကောင်စီအနေနဲ့တရုတ်နိုင်ငံရုရှားနိုင်ငံတို့ကစစ်လက်နက်ပစ္စည်းနဲ့ဒရုန်းလက်နက်နဲ့ဤပညာတွေရရှိခဲ့ပြီးလက်လွတ်ခဲ့ရတဲ့ဒေတာတွေမြို့တွေပြန်သိမ်းယူနိုင်ဖို့အများအပြားအသုံးပြုတိုက်ခိုက်လာနေတာဖြစ်ပါတယ်။တောင်ခန်းနယ်မှာ TNL ကစကန်တချို့လက်လွတ်ခဲ့ရတဲ့သတင်းတွေလည်းခုသတင်းပတ်တွေအတွင်ပေါ်ထွက်လာခဲ့ပါတယ်။ အခုလိုအခြေအနေတွေအင်အားချိန်ဝင်ရှာအပြောင်းလဲတွေကဆရာနာရှင်ကိုတပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်ရေးဆိုတဲ့ရည်မှန်းချက်ကိုမိမိန်ကောင်းမိမိန်စီပါလိမ့်မယ်။ဒီလိုအခြေအနေတွေသုံးသပ်မှုတွေကြောင့်မှနေမြေဒေသခံတွေကိုယ်တိုင်ကတော့မိမိတို့သွေးချေတွေရင်းပြီးတွန်းလှန်ထားရတဲ့နေမြေတွေကိုပြန်လည်ဆုံးရှုံးသွားတာမျိုးစုတ်ခွာပေးရတာမျိုးကိုလိုလားကြမှာမဟုတ်တာကလည်းသိကြပါရဲ့။ဆရာနာရှင်လက်အောက်ကလွန်မြောက်ဖို့အတွက်လက်နက်နဲ့ဖြစ်စေလက်နက်မဲ့ဖိဆန်းမှုများနဲ့ဖြစ်စေ တိုက်ပွဲဝင်နေကြတဲ့ပြည်သူတွေရဲ့ဆန္ဒပြင်းပြမှု စိတ်တက်အင်အားကလည်းအရေးပါတဲ့အခမ်းကဏ္ဍမှာဆက်လက်တည်ရှိနေပါကြောင်းတင်ပြလိုက်ရပါတယ်ရှင်။